အားလုံးပဲမင်္ဂလာပါမြောက်ဦးအင်တာတိန်မန့်ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရလားအာဂျင်တီးနားသမ္မတဟာဘီယာမီလေးကတော့ဂျာပြတ်ရွေးကောက်ပွဲကိုအနိုင်ရသွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ပြည်ပကအကူအညီတွေကြောင့်လက်ရှိသမ္မတတန်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်ပြည်ပအကူအညီဆိုတာကလည်းအဓိကကဆိုရင်ဒီ American သမ္မတဒေါ်နယ်ထရန့်ကြောင့်ပါပဲထရန့်ဆိုရဟာမီလေးကိုရွေးကောက်ပွဲအနိုင်ရစေဖို့အတွက် American ဒေါ်လာဘီလီယံ20အထိပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်း မီလီတယောက်ရွေးကောက်ပွဲအနိုင်ရဖို့အတွက်ဘာကြောင့် American Dollar Billion ပေါင်းများစွာလိုအပ်ခဲ့တာလဲပြီးတော့ American ကရောဘာကြောင့်သူ့ကိုကူညီပေးခဲ့တာလဲအဖြေကတော့ရိုးရှင်းပါတယ် Argentina ဟာစီးပွားရေးအပြောင်းအလဲတစ်ခုကြီးကြီးမားမားလိုအပ်နေတာကြောင့်ရယ်ပြီးရင်ဒီနိုင်ငံရေးမဟာမိတ်အသစ်အစိုးဖွဲ့စည်းနေတာကြောင့်ရယ်ပြီးတော့ဒီတရုတ်ကြောင့်ဖြစ်ပါတယ်ဒါကြောင့် Letterlot မှာ Argentina နဲ့သမ္မတမီလီတို့ဘာတွေပြဿနာတက်နေတယ်လဲဆိုတာကိုကျွန်တော်အရင်ဆုံးကြီးကြီးရမယ်ထင်ပါတယ်တကယ်တော့ အပြောင်းအလဲသမားတူဦးဖြစ်တဲ့ဒီဟာဗီယာမီလေးဟာအာဂျင်တီးနားရဲ့စီးပွားရေးကိုအများကြီးပြောင်းလဲပေးနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီတစ်ခေါက်မှာတော့အာဂျင်တီးနားငွေကြေးဒီပီဆိုရဲ့တန်ဖိုးထောက်လျှောက်ထိုးကျနေခဲ့တဲ့အတွက်ရွေးကောက်ပွဲတော်မှာရှုံးမလို့ဖြစ်နေကြတာပါ။အာဂျင်တီးနားရဲ့ငွေကြေးကိုပီဆိုတာမှမဟုတ်ဒီ ARS လို့ခေါ်ကြပါတယ်။ဒီဘက်နေပိုင်းတွေမှာတော့ပီဆိုရဲ့အရှိန်အနေကသိပ်မကောင်းပါဘူး။2010ခုနှစ်မှာတပီဆိုကို American dollar 3.13ဒေါ်လာလောက်ရှိနေရတာကနေ အခုချိန်မှာဆိုရင်တော့တပီဆိုကို American Dollar 3000ဒသမ1000ဒေါ်လာအထိကျဆင်းတော့ခဲ့ပြီဖြစ်ပါတယ်။ဒီစင်နေကြော်ကြာကာလတွေမှာတည်းမဲ့အစားပေါင်းများစွာကျဆင်းတော့ခဲ့တာပါ။ဒီမီလေးကိုတိုင်ကအာဂျင်တီးနားရဲ့ငွေကြေးအကျပ်အတီးတွေကိုဖြည့်ဆင်းပေးမယ်လို့ကြွေးကြော်ခဲ့ပြီးတော့ရွေးကောက်ပွဲအနိုင်ရလာသူဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့လက်ထဲမှာလည်းဒီအာဂျင်တီးနားရဲ့အကျပ်အတီးတွေကပြေလည်သွားခြင်းမရှိပါဘူး။တကယ်တော့အာဂျင်တီးနားရဲ့ပြဿနာတွေဖြစ်တည်နေခဲ့တာဟာယာစုနှစ်နီးပါးအထိဒီကြာမြင့်နေပြီဖြစ်တဲ့အတွက်ပေါ့နော်။ နေ့နေ့ငယ်အတွင်းမှာဖြည့်ရှင်းနိုင်စုံမရှိသေးဘူးဆိုတာကလည်းတိတ်တော့မဆန်းပါဘူးလဲတော့မီလီရဲ့အစီအစဉ်တွေအလုံးမဖြစ်ဘူးဆိုတာကလည်းဒီပီဆိုရဲ့တမိုင်းချောင်းကိုက ဆိုးရောနေကြလို့ဖြစ်ပါတယ်တမိုင်းကိုပြန်လှန်ရရင်တော့ဒီအာဂျင်တီးနားဟာ1890ခုနှစ်လောက်ကလေးကငွေကြေးအကျက်အတီနဲ့ကြုံတွေ့ခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ်ပီဆိုငွေတန်ဖိုးကြာဆင်းတဲ့အတွက်စီးပွားရေးကြာဆင်းလာခဲ့တယ်အဲ့ဒီမှာပြန်မဆန်းနိုင်တော့တဲ့အကျွေးတွေစုပုံလာခဲ့ပြီးတော့မှစီးပွားရေးပြက်ကက်ကြီးဖြစ်တော့တာပါပဲ အဲ့ဒီတော့ကတော့အာဂျင်တီးနားဟာဆိုရင်ပြဿနာတွေကိုရွှေနဲ့ဖြေရှင်းပြီးတော့မှစီးပွားရေးပြက်ကက်ကနေပြန်လေရုံထွက်ဖို့ကြိုးစားခဲ့ရတာပါကမ္ဘာ GDP ရဲ့ဒေတာသမားနှစ်ရာခိုင်နှုန်းလောက်သာရှိပေမဲ့ဒီကမ္ဘာအရင်ရွှေ၄ရာခိုင်နှုန်းလောက်အထိထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်အာဂျင်တီးနားရဲ့အစီအနေတွေကနည်းနည်းလေးတည်ငြိမ်သွားခဲ့ပါတယ်ဒါပေမဲ့လည်း20ရာစုအရောက်မှာတော့အရာအလုံးပြန်ပြီးတော့မှပြိုလဲသွားပြန်ပါတယ်1929ခုနှစ်မှာစီးပွားရေးပြက်ကက်ကြီးနဲ့ထပ်မံရန်ဆိုင်ခဲ့ရပြီးတဲ့နောက် ာဂျင်တီးနားဟာဒီအခြားနိုင်ငံတော်တော်များများလိုပဲရွှေစံနှုံးကိုပြန်လေပေဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ပီဆိုဟာအစိုးရကလွှဲလို့ဘေးအရာမှကြောထောင်နောက်ခင်မရှိတော့တဲ့ငွေသားဖြစ်လာခဲ့ပါတယ်။1930ကခုနှစ်မှာတော့အာဂျင်တီးနားဟာဒီဗဟိုဘဏ်ကိုစတင်ဖွဲ့စည်းလိုက်ပြီးတော့ပီဆိုတွေကိုဒီဆက်လက်ပြီးရိုက်ထုတ်ခဲ့ပါတယ်။ theory အရတော့ဒီလုပ်ငန်းစဉ်တွေဟာဘာပြဿနာမှမရှိပါဘူး။ဒါပေမဲ့ဒီထုံးစံအတိုင်းအာဂျင်တီးနားမှာတော့တိတ်အလုံးမဖြစ်ခဲ့ပါဘူး။၂၀ရာစုတခြားလုံးမှာလည်းအာဂျင်တီးနားဟာဒီဆေးအာဏာရှင်တွေအပြင် အနာရှင်ဆန်တဲ့အစိုးရတွေနဲ့ရှင်းတာဖြတ်တန်းခဲ့ရတာကဒီအရှင်တွေကိုပိုးဆိုးတော့စေပါတယ်အဲ့ဒီခေတ္တလျှောက်ဒီအစိုးရတိုင်းဟာဆိုရင်ဗဟုဗန်ကိုငွေထုံးဆက်လို့မျိုးသဘောထားပြီးတော့မှပီဆိုတွေကိုဇက်တိုက်ဒီရိုက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်အနာရှင်ဆန်တဲ့အစိုးရကိုဥဆောင်ခဲ့တဲ့သမရဟွန်ပီရွန်ကတော့ဒီလိုမျိုးလုပ်ရက်တွေအတွက်ရှစ်ဆောင်လမ်းပြားဖြစ်ခဲ့တဲ့သူပါသူရဲ့ဒီပီရိုနစ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာဒီငွေကြေးအလုံးလောက်ရှားဖို့အတွက် ပီဆိုကိုစိတ်တိုင်းကြရိုက်ထုတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်ကစပြီးတော့မှအာဂျင်တီးနားငွေကြေးဟာမတိမငင်ဖြစ်လာခဲ့ပြီးတော့မှတန်ဖိုးကလည်းတဖြည်းဖြည်းကျဆင်းလာခဲ့တာပါအဲ့ဒီမှာတည်းမဲ့ဒီအစိုးရအဆက်ဆက်ပီဆိုရိုက်ထုတ်မှုတွေကိုရပ်တန့်နိုင်ဖို့အတွက်ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြင်ရှင်တဲ့ reform အပြောင်းအလဲတွေဒီအာဂျင်တီးနားနိုင်ငံရဲ့အသိုက်အဝန်းမှာ ပေါ်လာခဲ့တော့တာပါဒါပေမဲ့ဒီအပြောင်းအလဲသမားတွေရဲ့စိတ်ကူးစိတ်တမ်းတွေကလည်းလက်တွေ့မှာအလုံးမဖြစ်ခဲ့ပါဘူး1980ပြည်နှစ်မှာဆိုရင်အာဂျင်တီးနားရဲ့ငွေကြေးဖောင်ဖော်မှုကဒီ တထောင်ရာခိုင်နှုန်းအထိရောက်ခဲ့ပါတယ်။အဲဒီနောက်1990ကျော်ကာလတွေမှာတော့ငွေကြေးဖုံးပေါ်မှုကိုထိန်းချုပ်နိုင်ဖို့အတွက်ပီဆိုတဒေါ်လာကိုအမေရိကန်ဒေါ်လာအဖြစ်တည်တန်ဖိုးအတူတူသတ်မှတ်ခဲ့ပေမဲ့လည်းဒီအဆုံးသတ်မှာတော့အလုံးမဖြစ်ခဲ့ပဲဒီနောက်ထပ်စီးပွားရေးပြက်ကက်ကြီးတစ်ခုပဲထပ်မံကြုံတွေ့ခဲ့ရတာပါ။၂000ခုထဲမှာဖြစ်ခဲ့တဲ့ဒီစီးပွားရေးပြက်ကက်ကြီးဟာဆိုရင်အာဂျင်တီးနားသမိုင်းတစ်လျှောက်မှာအစိုးရဆုံးစီးပွားရေးပြက်ကက်တစ်ခုအဖြစ်တော့မှမှတ်တမ်းဝင်တော့ခဲ့တာဖြစ်ပါတယ်။ဒီစာရွက်ပေါ်က အဆက်လက်တွေလည်းမခပြောပါတော့မြေပြင်အစီအနေတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ကိုအာဇင်တီးနားရဲ့အစီအနေတွေဟာတော်တော်ဆိုးဆိုးရော့ရော့ဖြစ်တော့ကြတာပါ၂000စီးပွားရေးပြက်ကက်ကြီးမှာကလေးငယ်၁၀ဦးမှ၇ဦးလောက်ဟာဆင်းရဲမွေးတေမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီကစလို့အာဇင်တီးနားပြည်သူတွေဟာအကျက်အတီးတွေနဲ့ရင်ဆိုင်လာခဲ့ရတာပါဒီလူသားမျိုးတွေဘေးတင်မှုအဖြစ်တော့မှဒီဖြစ်ရက်ကိုကျွန်တော်တို့တင်စားမယ်ဆိုရင်တင်စားလို့ရပါတယ်စီးပွားပြက်ကက်ဆိုတာဟာဆိုရင်လူသားမျိုးတွေဘေးတင်မှုတရက်ပဲဖြစ်ပါတယ်အဲ့ဒီနောက်ဒီ နှစ်ပေါင်း20ကာလတခြားမှာဒီအာဂျင်တီးနားနိုင်ငံရဲ့အတိုက်အဝန်းဟာပီရိုနစ်တွေဖက်အာတာလိုက်ပြီးရင်ဒီအပြောင်းလေးတွေဖက်ကိုအာတာလိုက်နဲ့ဒီရှင်ခွင်ရင်းနေကြတာပါဒါပေမဲ့ဘသူဘသူမှတော့ပြဿနာကိုဖြေရှင်းနိုင်လို့မရှိခဲ့ပါဘူးဒီ2023ခုနှစ်မှာဆိုရင်လည်းငွေသားရိုက်ထုတ်မှုတွေနဲ့ဒီငွေကြေးဖုံးဖုံးမှုတွေကြောင့်ပြဿနာတွေကပိုကြီးလာခဲ့ပြီးတော့မှပီရိုနစ်တွေအစားပေါ့နော်ဒီအပြောင်းလေးသမားတွေကပုံမအာတာလိုက်ခဲ့ပါတယ်အဲ့ဒီမှနေမဲ့ဒီအပြောင်းလေးသမားတူဦးဖြစ်တဲ့ဒီ ဟာဗီယာမီလီရိုပါတီက2023ခုနှစ်ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရခဲ့ပြီးတော့မှမီလီဟာလည်းဒီအာဂျင်တီးနားသမားဖြစ်လာခဲ့ပါတယ်။မီလီဟာစီးပွားရေးသမားတူဖြစ်တယ်လို့နိုင်ငံရေးသုံးသပ်သူတူလည်းဖြစ်ပါတယ်။အာဂျင်တီးနားရဲ့တကယ်ပြဿနာဟာဒီငွေကြေးရိုက်ထုတ်မှုတွေအကြောင်းဖြစ်တယ်ဆိုတာကိုသူကအဓိကထောက်ပြခဲ့ပြီးတော့မှအစိုးရတရက်အနေနဲ့ဒါတွေကိုရပ်တန့်ပြေးရမယ်ဆိုပြီးကြွကြော်ခဲ့ပါတယ်။သမားဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းမီလီဟာဒီအာဂျင်တီးနားအစိုးရရဲ့အတုံးစရိတ်တွေကိုအများကြီးချောချပစ်ခဲ့တာပါ။ ာဂျင်တီးနားရဲ့ဗဟိုပံကိုဖျက်သိမ်းပစ်ဖို့တော့မှမီလီကစီစဉ်ထားတာဖြစ်ပြီးတော့ဒီပြည်သူတွေကိုလည်းနေဆန်နေတိုင်းငွေကြေးသုံးစွဲမှုတွေမှာအမေရိကန်ဒေါ်လာကိုအသုံးပြုခွင့်ပေးခဲ့ပါတယ်။အစောပိုင်းမှာတော့မီလီရဲ့အစီအစဉ်တွေကအလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။အစိုးရပိုင်းလုံငွေပြမှုကိုရပ်တန့်ပြစ်နိုင်ခဲ့ပြီးတော့မှတစ်နှစ်တာအတွင်းမှာနည်းနည်းလေးတော့မှဒီပိုငွေပြနိုင်ခဲ့ပါတယ်။အစိုးရကအသုံးစရိတ်တွေ short သုံးနေလို့ငွေကြေးဖောင်းဖောမှုတွေဟာလည်းအချိန်တို့အတွင်းမှာကျဆင်းလာခဲ့ပါတယ်။ မီလေးတို့လက်မထောင်နိုင်ခြင်းလို့ပြောရမှာပါမီလေးသမထစားဖြစ်တော့ဒီအာဂျင်တီးနားရဲ့ငွေကြေးဖောင်းဖောင်းမှုဟာ2024ခုနှစ်အစောပိုင်းကာလမှာ290နှစ်ရာခိုင်နှုန်းနဲ့ဒီသမိုင်းတစ်လျှောက်ဒီအစိုးရဆုံးတွေထဲမှာတော့မပါဝင်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းတနှစ်တာအတွင်းမှာတည်းဒီ300နှစ်ရာခိုင်နှုန်းအထိကျဆင်းလာခဲ့ပါတယ်မီလေးဥဆောင်တဲ့ဒီအစိုးရရဲ့အကြီးမားဆုံးအောင်မြင်မှုအဖြစ်တော့မှသတ်မှတ်နိုင်ပါတယ်ဒါပေမဲ့လည်းမူလပြဿနာအရင်အမြစ်အလုံးကိုဖြေရှင်းနိုင်တဲ့အထိတော့မဖြစ်ခဲ့ပါဘူး ာဂျင်တီးနားပြည်သူတော်တော်များများဟာဆိုရင်ဒီအခုအချိန်ထိအရှေ့ကအတုံးဆောင်ပစ္စည်းတွေဝယ်ယူဖို့တော့မတက်နိုင်ပဲဖြစ်နေပါသေးတယ်။အခြားတစ်ဖက်မှာတော့ဆင်းရဲမွတ်တေမှုနှုံကတော့တဖြည်းဖြည်းကျဆင်းလာခဲ့ပြီးတော့မှဒီနေ့2025ခုနှစ်မှာဆိုရင်အာဂျင်တီးနားဟာစီးပွားရေးတိုးတက်မှု၄ရက်သမားလေးရာခိုင်နှုန်းတော့မှပြားနိုင်တယ်လို့မျှော်မှန်းထားပါတယ်။မီလီလက်ထက်ဒီအာဂျင်တီးနားရဲ့အခြေအနေတွေနဲ့ပတ်သက်လို့စီးပွားရေးပညာရှင်တွေတော့မှမျက်စိလေတော့ခဲ့တဲ့အထိဖြစ်ခဲ့တာပါ။ဒီအစိုးရရဲ့အတုံးစရိတ်တွေလျင်မြင်မြင်ဖျက်တောက်လိုက်တာဟာ နောက်ထပ်စီးပွားရေးပြက်ကတ်တစ်ခုစီကိုဥတီသွားနိုင်တယ်လို့ဒီအစောပိုင်းကထင်မဲ့ခဲ့သူတွေတော်တော်များခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုဖြင်းပလာခဲ့ပဲဒီအပေါင်းလက္ခဏာတွေပြားလာခဲ့တဲ့အတွက်အာဂျင်တီးနားနဲ့ပတ်သက်လို့အားလုံးကအင်အားသင့်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့အာဂျင်တီးနားရဲ့ထုံးစံအတိုင်းပဲတိတ်တိမျောလင်းချက်တွေမှထားတာပဲကောင်းမယ်ဆိုတဲ့ဒီဖြည့်ရက်မျိုးတွေသိမ့်မကြခင်မှာဖြစ်လာခဲ့ပါတယ်။အာဂျင်တီးနားရဲ့တမိုင်းမှာဘလို့ပဲအောင်မြင်မှုတွေပဲရရနောက်ဆုံးမှာတော့အဲ့ဒီအောင်မြင်မှုတွေဟာ စိတ်ပြက်စရာတွေအဖြစ်နဲ့ပဲအဆုံးသတ်တာပဲများပါတယ်။မိလေးအစိုးရလက်ဒီကို ဖြစ်လာခဲ့တာပါပဲ။အစောပိုင်းမှာဇက်တိုက်ဒီအပေါင်းလက္ခဏာဆောင်ခဲ့ပေမဲ့အခုချိန်မှာတော့အာဂျင်တီးနားငွေကြေးဈေးကွက်ဟာအန်ဒီရဲ့၆ကမ္ဘာဆုံးကိုရောက်နေပြီဖြစ်ပါတယ်။ပြဿနာရဲ့မူလအရင်အမြစ်ကတော့ဒီမိလေးဟာအာဂျင်တီးနားပီဆိုလေးလေးနှုန်းကိုနှမျိုးနှစားသတ်မှတ်ခဲ့တာကြောင့်ပါ။ဘိုးဘန်ကသတ်မှတ်ထားတဲ့ဈေးကတစ်စည်းပြင်ပပေါက်ဈေးကတစ်စည်းဖြစ်နေတာပါ။စီးပွားရေးလုပ်ငန်းတစ်ခုလေပတ်ပြီဆိုရင်ဘိုးဘန်ရဲ့ပေါက်ဈေးအတိုင်းပဲအလုပ်လုပ်ရပါတယ်။ ဒါပေမဲ့လည်းဒီပြင်ပဈေးကွက်မှာဆိုရင်တော့လူတွေကဒီပြင်ပပေါက်ဈေးအတိုင်းပဲအရောက်အဝယ်လောက်ကြတာပါကျွန်တော်တို့နိုင်ငံအတိုင်းလိုပဲပြောရပါလိမ့်မယ်ဒီအခုချိန်မှာလည်းအာဂျင်တီးနားမှာပြည်သူတွေကဒေါ်လာတွေရှေ့ပဲလိမ့်ဝေနေကြတဲ့အတွက်ပေါ့နော်ပြည်ပဈေးကွက်ကအစမတန်ကိုအားကောင်းနေတာပါအစိုးရကပီဆိုတွေရိုက်ထုတ်နေပေမဲ့အဲ့ဒီပီဆိုတွေကိုလက်ထဲကင်ထားမယ်ဆိုရင်ယူနေလိုပဲပြောရတဲ့အထိကိုငွေကြေးအပေါ်ကိုအယုံကြည်ပြန်ရွာလာခဲ့ကြတာဖြစ်ပါတယ်ဒီအချိန်မှာ ငွေစည်းနှမျိုးနှစာဖြစ်နေတာဟာအာဂျင်တီးနားရဲ့စီးပွားရေးကိုအပြည့်အထံကိုရိုက်ခဲခဲ့တော့တာပါ2023ခုနှစ်နှစ်ကုန်ပိုင်းမှာဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ပေါင်စည်းအရာဒေါ်လာကို400ပြီဆိုဖြစ်ပါတယ်အဲ့ဒီအချိန်မှာဒီပြင်ပပေါင်စည်းကတော့ဒေါ်လာကိုပြီဆို1000ပြည့်နေပါပြီဗဟိုဘဏ်ဟာပြီဆိုဈေးကိုပြင်ပပေါင်စည်းထက်တိတိတတ်တာကိုမြင့်တင်ထားတဲ့သဘောပါဒါကစီးပွားရေးအတွက်တော့မကောင်းပါဘူးသွင်းကုန်ပိုင်းမှာပြဿနာမရှိပေမဲ့ပိုးကုန်ပိုင်းမှာအပြင်းအထန်ကိုထိခိုက်ခဲ့ပါတယ် နိုင်ငံတနိုင်ငံရဲ့နိုင်ငံเจ้าငွေဝင်မှုလမ်းကြောင်းကြားဆင်းတော့ခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာအပြောင်းအလဲတမားဖြစ်တဲ့ဒီမီလေးလည်းအကျဲရိုက်တော့တာပါပဲဒီအချိန်လေးတွေကိုဟန်ချဲညီအောင်ထိန်းထားနိုင်ဖို့အတွက်တရားဝင်ပီဆိုဒေါ်လာပေါက်ဈေးကိုအပြောင်းအလဲလုပ်ဖို့လိုအပ်လာပြီဖြစ်ပါတယ်သီအိုရီအရတော့အာဂျင်တီးနားပီဆိုကိုအခြားသောငွေကြေးတွေအတိုင်းပဲဈေးကွက်ထဲမှာဒီဝေလိုအားနဲ့ရောင်းလို့အားအရာလောလောလလဲရောင်းဝယ်ခွင့်ပေးလိုက်တာကအကောင်းဆုံးပါပဲ American Dollar ပြီးရင်ဒီ Europa Euro, British Pound Sterling နဲ့ ဒီဂျပန်ရန်လို့လည်းဒီလိုပဲရောင်းဝယ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အာဂျင်တီးနားမှာကဒီလိုလုပ်လိုက်မယ်ဆိုရင်မီလေးအတွက်ဒီကိုကိုကိုနိုင်ငံရေးကြိုးကွန်းဆွဲလိုက်တယ်လို့ဖြစ်တော့မှာပါအရှင်အနေတွေပျံမတာဖြစ်တော့တာနဲ့တပြိုင်တည်းပီဆိုရဲ့တန်ဖိုးကလည်းအဝီစီအထိကြားဆင်းသွားနိုင်တဲ့အတွက်ပါဒီအချိန်မှာလူတိုင်းကပီဆိုတွေကိုရှေ့အသေးအတန်ရောင်းထုတ်နေတော့မှာဖြစ်ပြီးတော့ငွေတန်ဖိုးကလည်းလက်ရှိပေါင်စည်းထက်တောင်မှကြားဆင်းတော့မှာဖြစ်ပါတယ်ဒီလိုသာဖြစ်တော့မယ်ဆိုရင် အလုံသမားတွေရဲ့လောခလာစာတွေနဲ့ပြီးဆိုငွေကြေးစုဆောင်မှုတွေဟာလည်းအချိန်တစ်ခုအတွင်းမှာအငွေပြန်သွားမှာပါပြည်ပကနေတင်သွင်းလာတဲ့အစားအသောက်တွေလောင်စာစီတွေနဲ့ဒီဆေးဝါးတွေရဲ့ဈေးကလည်းမို့ထီအောင်ထောင်ထည့်သွားမှာဖြစ်ပါတယ်ဒီလိုသားဆိုရင်လက်ရှိသမ္မတမီလေးရဲ့နိုင်ငံရေးဩဇာအားလုံးလည်းမြောင်းလေးကိုရောက်တော့မှတည်ကြပါတယ်ဒီအချိန်မှာမီလေးရဲ့ပါတီဟာအာဂျင်တီးနားလွှတ်တော်တွေမှာနေရာရရှိမှုက၁၅ရာခိုင်နှုန်းအောက်တောင်မှာလျော့နေနေပြီးတော့မှ ဒီအပြောင်းအလဲတွေထိထိရောက်ရောက်လုံးနိုင်ဖို့အတွက်လုံလောက်တဲ့ပါဝါမျိုးမရှိသေးပါဘူးဆိုတော့မီလေးတစ်ခုခုလုံပြနိုင်ဖို့လိုအပ်လာခဲ့ပါတယ်အဲ့ဒီမှာမီလေးကဗဟိုဘဏ်ကတတ်မှတ်ထားတဲ့ပီဆိုတန်ဖိုးကိုထိန်းရှုံးနိုင်တဲ့အဆင့်တစ်ခုလောက်အထိရှားလိုက်ပါတယ်အရင်ကဒေါ်လာကို400ပီဆိုကနေဒီဒေါ်လာကို800ပီဆိုအထိရှားလိုက်တာဖြစ်ပါတယ်ငွေတန်ဖိုးကိုတဝဲတိတိရှားလိုက်တဲ့သဘောပါပဲရေရိုမာတာဟာအကျက်အတီးတွေတွေးစေနိုင်ပေမဲ့ရေရှည်မာရောအာဂျင်တီးနားစစ်ပွဲရဲ့အတွက်ကောင်းပါတယ်အဲ့ဒီနောက်မှာတော့ မီလီဟာမီဆိုရဲ့တရားဝင်တံပိုးကိုလာစဉ်လာတိုင်းနှေးရခိုင်နှုန်းလောက်တစ်ဖြည်းဖြည်းချင်းရှာတော့မယ်ဆိုတဲ့ဒီ Crawling Pack ဆိုတဲ့အစီအစဉ်ကိုတရားဝင်ကြေညာလိုက်ပါတယ်။ပြင်ပဈေးကွက်ထက်ဒီအစားမတင်မြင်းမာနေတဲ့ပီဆိုတံပိုးကိုတစ်ဖြည်းဖြည်းချင်းဒီသူတို့ရှာတော့ပြီးတော့မှာပေါ့နော်။တည်ငြိမ်မှုပြန်ရအောင်ဆက်လက်ထိန်းသိမ်းတော့မယ့်အစီအမံဖြစ်ပါတယ်။ဒီလိုနဲ့ပဲဒီနေ့2025ခုနှစ်ဧပြီလမှာတော့မီလီဟာသူ့ရဲ့အစီအစဉ်ကိုနောက်တစ်ဆင့်လှမ်းလိုက်ပါတယ်။အဲ့ဒါကတော့ နိုင်ငံတကာငွေကြေးညံပုံငွေအဖွဲ့အစည်း IMF's ကနေရှင်းငွေ American Dollar 200ဘီလီယံရယူနိုင်ခဲ့တာဖြစ်ပါတယ်။ IMF ကတော့ Argentina လိုမျိုးငွေကြေးအကျပ်အတည်တွင်းနေတဲ့နိုင်ငံတွေကိုသူတို့သတ်မှတ်ထားတဲ့ဒီစီမီစီကန်တွေစံသတ်မှတ်ချက်တွေနဲ့ကိုင်းညီတယ်ဆိုရင်အမြဲကူညီနေကြဖြစ်ပါတယ်။ Argentina ဟာလည်း IMF ရဲ့ဒီယုံကြည်မှုကိုရယူနိုင်ခဲ့တဲ့အတွက်ဒီလိုမျိုးငွေကြေးအကူအညီတွေရရှိခဲ့တာပါ။ဒါပေမဲ့လည်း IMF ဟာ Argentina မဖြစ်မနေ အကောင့်တွေပေါ်ရမယ့်အခြေအနေတခုကိုလည်းသတ်မှတ်ပေးထားခဲ့ပါတယ်။ဒါကတော့မီလေးအနေနဲ့အာဂျင်တီးနားရဲ့စီးပွားရေးကိုရေရှည်မှတည်ညီအောင်ထိန်းထားနိုင်ဖို့အတွက်ဒီလက်ရှိအကောင့်တွေပေါ်နေတဲ့အခွန်ဗန်ဒါနဲ့ပုဂ္ဂလိကသုံးစွင်းငွေအစီအမံအတိုင်းဆက်တော့ရမှာဖြစ်ပါတယ်။ပြီးတော့မီလေးဟာအာဂျင်တီးနားရဲ့လက်ရှိငွေကြေးမှုအရာတွေကိုအပြောင်းအလဲလုပ်ရမှာဖြစ်ပြီးတော့ဈေးကွက်ရဲ့တောင်းဆိုမှုအလိုက်ငွေလင်းနှုန်းကိုလွတ်လွတ်လပ်လပ်ဖြစ်အောင်စီမံနိုင်ရမှာဖြစ်ပါတယ်။ အဓိကကတော့ဘာထိန်းချုပ်မှုမှမရှိပဲငွေလှေးလေမှုဈေးကွက်ကိုလွယ်လွယ်ခွင်းပေးဖို့ပါပဲဒါပေမဲ့လည်းလက်တွေ့မှာတော့မီလေးအနေနဲ့မရေရာမတည်ကြတဲ့အခြေအနေတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်မီလေးဟာ IMF ရဲ့သတ်မှတ်ချက်တွေအတိုင်းလိုင်းလာခဲ့ပြီးတော့မှဘ ਹੁ ဘဏ်ကသတ်မှတ်ထားတဲ့ဒီတထောင်ပီဆိုဒေါ်လာဈေးကိုဖျက်သိမ်းလိုက်ပါတယ်အဲ့ဒီအစားဒီပီဆိုနဲ့ဒေါ်လာကို အနည်းဆုံးတထောင်ပီဆိုဒေါ်လာနဲ့အမြင့်ဆုံး1400ပီဆိုဒေါ်လာကြားမှာလွယ်လွယ်စွာအယောင်းဝယ်လုပ်ခွင့်ပေးလိုက်ပါတယ် နားစင်လာတိုင်းမှာလည်းဒီနှုံထားကိုအရှိအနေတွေအလိုက်ပေါ့နော်တေးရခိုင်နှုံလောက်အတူအလျှော်လုပ်ပေးပါတယ်အဓိကကတော့အရှိအနေအကြောင်းအကြောင်းတစ်ခုခုကြောင့်ငွေစေးအတက်အကျမကျန်းအောင်သတ်မှတ်ထားတဲ့ပုံအတွင်းမှာလွယ်လွယ်စွာရောင်းဝယ်ဖောက်ကာခွင့်ပေးလိုက်တာပါဒီလိုသတ်မှတ်ချက်တွေထားထားရတာကလည်းအန္တရာယ်တွေကိုကြိုတင်ကောက်ွေးနိုင်ဖို့အတွက်ဖြစ်ပါတယ်ဈေးကွက်အရှိအနေတွေဟာသတ်မှတ်ထားချက်တွေကိုဖောက်ဖျက်တော်မဲ့အရှိအနေကိုရောက်လာပြီဆိုရင်မဟုတ်ဘန်ကဒီရောင်းဝယ်ကိုင်တွေဝင်ရှိပါတယ်ဥပမာ ပီဆိုဆေးကအစားမတင်ကြဆင်းလာပြီးတော့မှအမြင့်ဆုံးသတ်မှတ်ချက်ကိုကျော်လွန်လာတော့မယ်ဆိုရင်ဘ ਹੁ ပန်ဟာဒေါ်လာတွေကိုရောင်းချပြီးပြီးတော့မှပီဆိုတွေကိုပိုဝေရပါတယ်။ဒါမှသာဈေးကွက်ကိုထိန်းထားနိုင်မှာဖြစ်ပါတယ်။ဒီလိုလို့ဖို့အတွက်ဒေါ်လာအရင်ငွေခိုင်ခိုင်မာမာရှိဖို့တော့လိုအပ်ပါတယ်။ဒါပေမဲ့လည်းမီလီရဲ့အစီအမံတွေကတိတ်ကြီးအလုံးမဖြစ်တော့ IMF ဟာလည်းဒီအာဂျင်တီးနားကိုနိုင်ငံခြားအရင်ငွေပေါ့နော်အဓိကကတော့ဒေါ်လာအရင်ငွေကိုအလုံးအလောက်ထိန်းထားနိုင်ဖို့အတွက်သတ်မှတ်ချက်တွေရှာပေးလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတ်မှတ်ချက်တွေတွေကတခုကဆိုတော့ဒီ အာဂျင်တီးနားဟာသွင်းကုန်တွေထက်ပိုးကုန်မှာမြင်မနေရမယ်ဆိုတာပါဆိုတော့ဒေါ်လာတွေပြင်ပကိုထွက်နေတာထက်ဝင်နေတာပိုများနေရမှာဖြစ်ပါတယ်ဗဟိုဘဏ်ကလည်းနိုင်ငံအတွင်းကိုဝင်လာတဲ့ဒေါ်လာတွေကိုလားဆင်လာတိုင်းမှာသက်မှတ်ပမာဏတစ်ခုနဲ့ဝေယူနေရမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကလည်းအလုံးမဖြစ်ခဲ့ပါဘူးအာဂျင်တီးနားရဲ့ပိုးကုန်ဝင်ငွေတွေကစိတ်ပျက်စရာဖြစ်နေတဲ့အထက်ပါအထူးသဖြင့်ဒီပေပီဇဲဈေးကွက်ကျဆင်းနေတာပါပဲဆိုတော့ရိုးရိုးလေးပါပဲပိုးကုန်ကျဆင်းတော့နိုင်ငံခြားဝင်မဝင်ပါဘူး နိုင်ငံသားငွေမဝင်တော့ဒေါ်လာအရင်ငွေအတွက်လည်းခက်ခဲလာပါတယ်။အခြားတစ်ဖက်မှာတော့ဒီအာဂျင်တီးနားရဲ့ကျွေးမြီဟာအမေရိကန်ဒေါ်လာ60ဘီလီယံဆိုတဲ့အမှတ်ကိုရောက်လာခဲ့ပါတယ်။ဒါကလည်းအရင်အစိုးရအဆက်ဆက်ဆိုးမွေတွေကိုမီလီအစိုးရပိုင်ဆိုင်ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ပြီးတော့နောက်၃နှစ်အတွင်းမှာအာဂျင်တီးနားဟာအဲ့ဒီကျွေးမြီတွေက45ဘီလီယံကိုပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ဒါကငကိုကလေးကမှဒေါ်လာအရင်ငွေနေပါလာတဲ့အာဂျင်တီးနားအတွက်တော့အိမ်မဆိုးဖြစ်လာစေပါတယ်။ဒီလိုမျိုးကျွေးမြီပမာဏမျိုးနဲ့ဆိုရင် ဒေါ်လာအရင်ငွေကိုခိုင်ခိုင်မာမာထိန်းထားနိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူးပြီးတော့နိုင်ငံရေးရှင်ပြိုင်မှုအရာမီလေးအနေနဲ့လူထုထောက်ခံမှုအားကောင်းအောင်လို့ငွေကြေးဖောင်းဖောင်းမှုကိုဆက်လက်လျှော့ချနိုင်ဖို့ကလည်းလိုအပ်နေပါသေးတယ်။ဒါပေမဲ့လည်းလက်ရှိဈေးကွက်မှာကပီဆိုထက်ဒေါ်လာကိုသာလိမ့်ဝင်နေကြတဲ့အတွက်ငွေကြေးဖောင်းဖောင်းမှုကပြန်လည်ပြီးမြင့်တက်လာခဲ့ပါတယ်။ဒီပြဿနာတွေကြောင့်ပဲ2025ခုနှစ်ဇွန်လမှာအာဂျင်တီးနားရဲ့အတတင်အရင်ငွေကြေးဟာအနှုတ်၄.၃ဘီလီယံအထိရောက်သွားခဲ့ပါတယ်။ IMF ကသတ်မှတ်ထားတဲ့အနှုတ်3.3ဆောက်ဘီလီယံထက်တောက်မှကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ပိုကောင်းလာရမယ့်အစားပိုဆိုးသွားခဲ့တာပါ။ဒါပေမဲ့လည်း IMF ကတော့ဘလို့နီးတဲ့ပဲဖြစ်ဖြစ်အာဂျင်တီးနားကိုအသက်ရှူဆောင်အောင်လုပ်ပေးခဲ့ပါတယ်။ဒီနေ့2025ခုနှစ်နှစ်ကုန်ပိုင်းမှာ9ဘီလီယံလောက်ချော်ချနိုင်မယ်ဆိုရင်ပဲအဆင်ပြေပြီလို့ IMF ကသတ်မှတ်ချက်တစ်ခုထပ်မံထားပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းယန်းဒီမြုံနယ်သူတွေဟာဒီအာဂျင်တီးနားကိုအယုံကြည်ကြဆင်းနေတဲ့အတွက်ဒီလိုချော်ချနိုင်ဖို့အတွက်ကိုပဲအများကြီးခက်ခဲခဲ့ပါတယ်။ အာဂျင်တီးနားကသူတို့ရဲ့ငွေလေးလင်မှုနှုန်းသတ်မှတ်ချက်ကိုကာကွယ်နိုင်စွမ်းရှိတော့မှာမဟုတ်ဘူးဆိုတဲ့ဒီစိုးရိမ်စိတ်တွေမြင့်တက်နေပြီးတော့မှပြီးဆိုဈေးကိုဒီထက်မကထဲရှားလိမ့်မယ်ဆိုတဲ့မှန်းစားချက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်လည်းတကယ်ဈေးမရှားခင်မှာဒီပြီးဆိုတွေကိုဇက်တိုက် ထုတ်ရောင်းလာကြတဲ့အတွေ့အရှင်တွေကပူဆိုးလာပါတယ်။ပြီးဆိုတွေထုတ်ရောင်းလေလေဒေါ်လာတွေကိုလည်းအဆက်မပြတ်ရောင်းလာလေလေဖြစ်တဲ့အတွက်ဒီဈေးကွက်တွေမှာဒေါ်လာတစ်ဖြည်းဖြည်းရှားပါလာခဲ့ပါတယ်။ဘလောက်အထိအောင်လဲဆိုရင်ဒီလက်ရှိဈေးကွက်သတ်မှတ်ချက်ကိုထိန်းထားနိုင်ဖို့အတွက် မီလေးအစိုးရမှဒေါ်လာ3900လောက်ကကျင်တော့တဲ့အထူးအစီအစဉ်ဆိုးလာခဲ့တာပါပစိုးတွေကဒီအစီအစဉ်ကိုအခွင့်ကောင်းယူပြီးတော့မှဈေးကစားကြတဲ့အတွက်ပီဆိုဈေးကဒီအစီအစဉ်တစ်ခုအတွင်းမှာအစမတန်ကျဆင်းလာခဲ့တာဖြစ်ပါတယ်ကုန်ကုန်ပြောရရင်အပြောင်းလဲသမားမီလေးအနေနဲ့ထိုင်ခုံလှုပ်လာတဲ့ကာလကိုရောက်လာခဲ့ပါတယ်အစောပိုင်းကာလမှာအောင်မြင်မှုတွေရခဲ့ပေမဲ့အခုချိန်မှာဒီအတက်အတိပြန်တွေးလာရတဲ့အပြင် ူရဲ့ဒီအမားဖြစ်သူကာရီနာဟာလည်းအကျဉ်ပြတ်ခြားစားမှုတွေနဲ့ဆွတ်ဆွေးခံခဲ့ရတဲ့အတွက်ဒီမီလီရဲ့နိုင်ငံရဲ့အချိန်ဟောကပို့မိုချဆင်းလာခဲ့ပါတယ်ဒီအချိန်မှာပီရနစ်ဖြစ်သူဒီတမဒါဟောင်းခရစ်စတီနာဖာနန်ဒက်ကိုအကျဉ်ပြတ်ခြားစားမှုနဲ့နေအိမ်အခြေရှုံးချလိုက်တော့အရှင်တွေကပို့ဆိုးသွားခဲ့ပါတယ်ဒီလိုနဲ့မီလီကိုဆင်းကျင်တဲ့ဆန်တာပြပွဲတွေပေါ်လာခဲ့ပါတယ်အာဂျင်တီးနားလွှတ်တော်မှာလည်းဒီမီလီရဲ့လုပ်ပိုင်ခွင့်တွေကအပြည့်အပြည့်နဲ့နေလာခဲ့ပြီးတော့မှဒီပီရနစ်တွေပြန်နေပြီးအားကောင်းလာခဲ့ပါတယ် ပြည်သူလူထုတွေမှလည်းမီလေးအပေါ်မှာထောက်ခံမှုတွေတာဆင်းနေကြတာကြားပါပြီ2025ခုနှစ်ဂျာဖြဲရွေးကောက်ပွဲကာလရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲတွေမှာမီလေးရဲ့ပါတီကအပြတ်အသတ်အရေးနင်းခဲ့တာကိုပဲကြည်ပါဒါပေမဲ့လည်းမီလေးအတွက်တီတန်ရှင်ကအရှင်ကြီးပေါ်လာတာကတော့တော်တော်လေးကိုကံကောင်းခဲ့တယ်လို့ပဲပြောရပါပဲအခုဒီရှေ့ကပြောတော့တာကတော့ဒီအာဂျင်တီးနားရဲ့အခက်အခဲတွေအကြောင်းပါ အဲ့ဒီအခက်အခဲတွေကိုသူတို့ရဲ့ကေတင်ခြင်းတူကဘလို့ကေတင်မလဲဆိုပြီးတော့မှကျွန်တော်ခေါင်းစဉ်ပေးထားတဲ့အပိုင်းကို အခုမှပဲကျွန်တော်ပြန်ဆက်မှာပါအဲ့ဒီအာဂျင်တီးနားအတွက်ပေါ်လာတဲ့ကေတင်ခြင်းကတော့အမေရိကန်ပါပဲအမေရိကန်ဗဒါရေးဝန်ကြီးစကော့ဘန်ဆန်ကဒီအာဂျင်တီးနားရဲ့အခြေအနေတွေကိုအသေးစိတ်စောင့်ကြည့်နေပြီးနောက်ဆုံးမှာတော့အာဂျင်တီးနားငွေကြေးအကျပ်အတည်ကိုဈာဝင်ပြင်ဆင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့ပဲအမေရိကန်ဟာအာဂျင်တီးနားပြည်ဆိုတွေကိုပေါက်ဈေးအတိုင်းအမေရိကန်ဒေါ်လာနဲ့စတင်ဝယ်ယူလာခဲ့ပါတယ်စုစုပေါင်းပမာဏကတော့ အမေရိကန်ဒေါ်လာ20ဘီလီယံဘို့ဖြစ်ပြီးတော့မှဒီဒေါ်လာတွေဟာအာဂျင်တီးနားဗဟိုဘဏ်တွေကိုဒါရိုက်စီးဆင်းတော့ပါတယ်အမေရိကန်ရဲ့ကူညီမှုကြောင့်မီလေးအစိုးရလည်းတော်တော်လေးကိုအသက်ရှူရှောင်တော်ခဲ့ပြီးတော့မှပီဆိုတန်ဘိုးကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်အမေရိကန်ဟာအာဂျင်တီးနားကိုနိုင်ငံတကာငွေကြေးလှေးလေရေးဈေးကွက်တည်ငြိမ်ဖို့ထူထောင်ထားတဲ့ Asian Stabilization Fund ပေါ့နော်ဒီ ESFT ကနေဒါရိုက်ထုတ်လုပ်ကူညီပေးခဲ့တာဖြစ်ပါတယ်အဲ့ဒါပြင်အာဂျင်တီးနားရဲ့ပုဂ္ဂလိကစီးပွားရေးတိုးတက်လာဖို့အတွက်လည်း နောက်ထပ်ဘီလီယံ20လောက်ထက်ရှိခဲ့ပါတယ်။အမေရိကန်ဟာအာဂျင်တီးနားနဲ့ဒီအာဂျင်တီးနားပြည်သူတွေအတွက်ကူညီပေးဖို့အမြင့်အသင့်ရှိနေကြောင်းဒီစကော့ဘက်ဆန်ကပြောခဲ့သေးတာပါ။ဒီလိုနဲ့ပဲအာဂျင်တီးနားပြည်သူဟာဈေးကွက်အတွင်းမှာတည်ငြိမ်မှုပြန်ရလာခဲ့ပါတယ်။မီလီအစိုးရအနေနဲ့လည်းအခြေအနေတွေကိုပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီလို့ပြောရမှာပါပဲ။အမေရိက1995ခုနှစ်တုန်းကလည်းမက္ကဆီကိုနိုင်ငံငွေကြေးအကြက်အတီးတွေးစဉ်တုန်းကဒီလိုပဲကူညီပေးခဲ့မှုပါပဲ။အဲ့ဒီတုန်းကလည်း မက္ကဆီကိုပီဆိုကိုအမေရိကန်ဒေါ်လာ20ဘီလီယံကိုဝယ်ယူပေးခဲ့တာပါအဆုံးသက်မှာမက္ကဆီကိုရဲ့ငွေကြေးပြန်လည်တည်ငြိမ်လာတဲ့အချိန်မှာတော့အမေရိကန်ဟာဒေါ်လာတန်900လောက်အထိအမြတ်ထွက်ခဲ့ပါတယ်။နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရစေတဲ့ခြေလမ်းမျိုးဖြစ်ပါတယ်။အမေရိကန်အတွက်ဒီအခွန်ဘန်ဒါတွေအလစ်အလွင်းမရှိစေပဲဒီအမြတ်အစွန်ဖြစ်စေတယ်လို့သက်ဆိုင်ရာနိုင်ငံအတွက်လည်းဒီအကျက်အတီးတွေဂျာကယုံထွက်နိုင်စွန်းလည်းရှိတော့စေပါတယ်။ဒါပေမဲ့လည်းမက္ကဆီကိုနဲ့ဒီအာဂျင်တီးနားဖြစ်ရဲ့ကတူတော့မတူပါဘူး။ဒီ တနိုင်ငံကအမေရိကန်ရဲ့အင်ဒီဂျင်နိုင်ငံဖြစ်ပြီးတော့မှတနိုင်ငံကတော့မိုင်ပေါင်း9000လောက်ဝေးတဲ့နေရာမှာရှိနေတာပါ။ဒါကြောင့်အမေရိကန်ဟာအာဂျင်တီးနားကိုဘာကြောင့်စွန်းစားပြီးတော့မှတကူးတကားကူညီရတာလဲလို့စဉ်းစားစရာဖြစ်လာပါတယ်။နိုင်ငံတကာအရေးကျွမ်းကျင်သူတွေကတော့အာဂျင်တီးနားကိုငွေကြေးထောက်ပံ့ကူညီပေးဖို့ဟာအရင်ကတော့အမေရိကန်ရဲ့ဒီပထမဦးစားပေး policy မဟုတ်ဘူးလို့လက်ခံထားကြပါတယ်။ဒီ PPZ တင်ပို့မှုမှာဆိုရင်အမေရိကန်နဲ့အာဂျင်တီးနားတို့ဟာအဓိကပြိုင်ဘက်တွေတောင်မှဖြစ်နေကြပါသေးတယ်။ နနိုင်ငံစလုံးဟာတရုတ်ကိုအပြိုင်အဆိုင်တင်ပို့နေကြတာဖြစ်ပြီးတော့ဒီနေရာမှာ American ဘက်ကအာဂျင်တီးနားကြောင့်ဈေးကွက်ဆုံးရှုံးမှုတွေအများကြီးရှိတယ်လို့တော့မှခံယူထားပါတယ်။ဒါကြောင့်လဲ Scott Bessen ရဲ့ဆုံးပြတ်ချက်နဲ့ပတ်သက်လို့ဝေဖန်မှုတွေလည်းအများကြီးရှိခဲ့တာပါ။ Bessen ကတော့ဝေဖန်ချက်တွေကိုဒီသူ့အနေနဲ့ American ရဲ့အကျိုးအမြတ်အတွက်သာအကောင်းဆုံးဆောင်ရွက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့မှတုံ့ပြန်ခဲ့ပါတယ်။ဒီ Bessen ဟာ Latin America မှာ Argentina ကိုအရေးပါတဲ့မဟာမိတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဗင်နီဇွဲလာလိုမျိုးကြာရှုံးနိုင်ငံဖြစ်သောမှာကိုမလိုလားပါဘူး။ဒါပေမဲ့လည်းဒီအမေရိကန်ကအာဂျင်တီးနားကိုကူညီပံ့ပိုးပေးခြင်းရဲ့အဓိကအကြောင်းရင်းကတော့ပိတ်ဟုတ်ကြောင့်ပဲဖြစ်တယ်လို့ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။ထရန်ကိုတိုင်ကသမနာမီလေးကိုအာဂျင်တီးနားအနေနဲ့တယုံနဲ့ကုံတွင်မှုတွေလုံလို့ရတယ်။ဒါပေမဲ့အဲ့ဒါထက်တော့မပိုရဘူး။ဒီအထူးသဖြင့်စေဖက်ဆိုင်ရာမှာဆန်းတွေမှုတွေမရှိရဘူးဆိုပြီးတော့မှတိုက်တွန်းထားတယ်လို့သိရပါတယ်။ပြီးတော့ဒီအပိုင်းအတွင်းမှာ စကောဘန်ဆန်နဲ့ဒီအာဂျင်တီးနားစီးပွားရေးဝင်ကြီးတို့ ိုတိုင်းကိုကြားတွေးဆုံဆွေးနွေးမှုလည်းရှိခဲ့ပါတယ်။အဓိကကတော့ American ဟာ Argentina ရဲ့သဘာဝတရံဇာတာအရင်အမြင့်တွေကိုတရုတ်လက်ထေကနေလူယူကျင်နေတာဖြစ်ပါတယ်။အထူးသဖြင့်ဒီမြေရှားသတ္တုနဲ့ Uranium တွေပါပဲ။ပြီးတော့ Argentina ကိုဒီ American Twin Threat တရံဇာတာ24ရဲ့ company တွေနဲ့အလုပ်လုပ်ဖို့ American Telecom တွေနဲ့လက်တွဲဖို့ကိုလည်းတွန်းအားပေးခဲ့ပါတယ်။ဆိုတော့ American ရဲ့ရှေ့လန်းတွေကတစ်ပြေးပြေးနဲ့ပြင်းလာပါတယ်။ဒါပေမဲ့ တရုတ်ကအာဂျင်တီးနားကနေမောင်းထုတ်ဖို့အတွက်ဆိုရင်အများကြီးသူတို့လောက်အောင်ပါပါ။ဘာကြောင့်လဲဆိုတော့ဒီ Huawei လို့နိပညာကုမ္ပဏီတွေတရုတ်မိုင်းတွင်းကုမ္ပဏီတွေနဲ့နျူကလ িয়ার ဆိုရင်ကုမ္ပဏီတွေဟာအစောကလေးကအာဂျင်တီးနားမှာပဲအခိုင်အမာအရှေ့ရှားထားနိုင်လို့ဖြစ်ပါတယ်။ပြီးတော့မီလေးအစိုးရကိုယ်တိုင်ကတရုတ်ဘဟုဘယ်နဲ့ဒီ American Dollar 60 billion နဲ့စာချုပ်တရက်လည်းလှုပ်ဆိုထားပါသေးတယ်။ဘုံဘုံပြောရရင်တရုတ်ဟာအာဂျင်တီးနားရဲ့ဒုတိယမြောက်အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံလည်းဖြစ်တယ်လို့ အာဂျင်တီးနားရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုအဓိကဝေယူအားပေးနေတဲ့နိုင်ငံလည်းဖြစ်နေပါသေးတယ်။ဒါကြောင့်အမေရိကန်အနေနဲ့အာဂျင်တီးနားကိုတရုတ်ရဲ့အစိမ်းအဝေါ်အောက်ကဆွေးထုတ်နိုင်ဖို့ကလွေမြောင်နဲ့ခက်နေပါတယ်။ဒီဘက်စီစုနှစ်တွေမှာတရုတ်ရဲ့အင်အားကြီးမားလာမှုနဲ့အတူဒီအာရှမှာဩဇာပါဝါတဖြည်းဖြည်းကျဆင်းလာတဲ့အမေရိကန်အတွဲဒီတောင်အမေရိကမှာတော့ဩဇာအစိမ်းအဝေါ်ကောင်းကောင်းဆက်လက်တည်ဆောက်ထားနိုင်ဖို့အရေးကြီးနေပါတယ်။ဒါကြောင့်လည်း အမေရိကန်ဟာအာဂျင်တီးနားအပြင်ပေါ့နော်ဗန်နီဇွဲလားနဲ့ကိုလံဘီယာတို့ကိုလည်းသူလက်အောက်ရောက်အောင်စူးစမ်းနေတာဖြစ်ပါတယ်အခုတော့အာဂျင်တီးနားကိုဘီလီယံ20လောက်ကူညီပေးခဲ့တယ်လို့သမနာဖြစ်သူမီလေးကိုလည်းဒေါ်နီထရန်ကအင်ဖြူတော်အထိဖိတ်ခေါ်ခဲ့ပါတယ်အကျိုးဆက်အနေနဲ့အာဂျင်တီးနားပြည်တွင်းမှာလည်းမီလေးရဲ့နိုင်ငံရေးဩဇာပြန်လေးအားကောင်းလာခဲ့ပြီးတော့မှ2025ခုနှစ်ဂျာဖြတ်ရွေးကောက်ပွဲမှာမီလေးနဲ့သူ့ရဲ့ပါတီကပဲဒီတောင်ပြိုကမ်းပြိုအနိုင်ရပြီးတော့မှသမနာရာထူးကိုဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ် ဒီလိုနဲ့ပဲအာဂျင်တီးနားမှာအမေရိကန်ဟာဩဇာအရှိန်အဝါကောင်းတစ်ခုကိုစားတင်တည်ဆောက်နိုင်ခဲ့ပြီလို့ဆိုရမှာပါဒါကတော့တရုတ်အတွက်လည်းအိမ်မဲဆိုးတစ်ခုဖြစ်သွားနိုင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့တင်မှာလည်းအခုလိုမျိုးဘ ഹു ဒုရယာစီပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေလက်တလောဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်အကျင်းတွေကိုအမြဲတမ်းလက်လှမ်းမိတဲ့လောက်ရှာဖွေတင်ဆက်ပေးနေအောင်ပါမို့ဆောင်းမြို့ကြည့်ရှုကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှကြံကြဲပါပါနဲ့ပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ ူကြီးမင်းတို့ရဲ့ grade 2အမှတ်စရင်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စရင်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9192 625နဲ့399965839လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။